မင်္ဂလာပါဗျာဘိုက်ဒဲတက်စာဖူဘလွန်လေးရာနေပြန်နေကြိုဆိုပါရစေကိုရက်စာတို့ဒီနေ့ရတော့ထန်းသီးကြောက်ကြောလေးလှုပ်ဆောင်မှာဖြစ်ပါတယ် ဒါကတော့ထန်းသီးကြောက်ကြောလို့တဲ့နေရာမှာပါဝင်ပစ္စည်းတွေဖြစ်တဲ့ဒါကြောက်ကြောမုံရဲ့ထန်းသီးဆန်ရဲ့တကြားရဲ့စားလေးအနှဲငယ်ကိုအစင်းနဲ့ပြုလုပ်ထားပါမယ်။ပါဝင်ပစ္စည်းအားလုံးအစင်းနဲ့ဖြစ်ပြီးဆိုရင်တော့ဒါဒီကြောက်ကြောမုံပေါ့နော်ကြောက်ကြောမုံကိုထမင်းစားဆုံးနဲ့နှစ်ဆုံးထည့်ပါတယ်။တကြားကတော့15ကျပ်သားခန့်ထည့်ပါတယ်။ရေကို1လီတာခန့်ထည့်ပါတယ်။ရေတံမှုတစ်ပူးစာပါ။ ြီးရင်စားလေးအနည်းငယ်ထည့်ပါတယ်အားလုံးသမသွားစေဖို့အတွက်ခဏမှွေပေးလိုက်ပါမယ်ပြီးရင်တော့မီးအေးအေးလေးနဲ့စူလာတဲ့အထိဂျိုပေးပါမယ်ဝရဆာတို့ဒီကြောက်ကြောဂျိုနေစဉ်အတွဲမှာဒီလိုမျိုးလေးရောက်ပါလိမ့်မယ်အဆက်မပြတ်မှွေပေးနေရပါမယ်အကြောက်ကြောကြိုရဲကြာချိန်စုစုပေါင်း10မိနစ်15မိနစ်ခန့်လောက်တော့ရှိပါမယ်။ ဒီလိုကြောက်ကြောအရေးကြိုထားတာလေးစူပြီးတော့15မိနစ်ခန့်ကြာသွားပြီဆိုရင်ဒီကြောက်ကြောအရေးလေးကိုဇွန်လေးနဲ့ခတ်ပြီးတော့အပြင်မှာထားကြည့်ပါမယ်လူမျိုးလေးခဲလာပြီဆိုရင်တော့အဆင်သင့်ဖြစ်ပါပြီပရဆာဒီလိုအနေထားရောက်ပြီဆိုရင်တော့ဒီထန်းသီးဘက်ပေါ့နော်ထန်းသီးတွေကိုအခုခွားပြီးတော့ထန်းသီးဘက်ကလေးလှုပ်ထတာကိုထည့်ရောလိုက်ပါမယ်ဒီလိုတက်လာတဲ့အမြုပ်လေးတွေကိုဖယ်ပေးပါမယ်တန်းနေသလောက်ပြီးရင်တော့ကြောက်ကြောခဲမဲ့ဘန်းဖြစ်ဖြစ်ဒီခွက်ထဲကိုဖြစ်ဖြစ် ဒီဂျိုထားတဲ့ကြောက်ကြောအေးကိုလောင်းထည့်လိုက်ပါမယ်။ပြီးရင်ဒီထန်းသီးပက်ကလေးတွေနည်းနည်းနေရာမျှသွားစေဖို့အတွက်ညှိပေးပါမယ်။ပြီးတဲ့ခါမှာတော့ grater ကတော့ဒီကြောက်ကြောလေးခဲလာတဲ့အထိအေးခံထားပါမယ်။ပရက်ဆာတို့ဒီကြောက်ကြောအေးခံတာ나이ဝက်တနာ이ခန့်ရှိသွားပြီဆိုရင်တော့ထန်းပြီးကြောက်ကြောလေးရရှိလာပြီဖြစ်ပါတယ်။ဒါရှိလာတဲ့ထန်းပြီးကြောက်ကြောကိုပရက်ဆာကတော့ဒီလိုရှိတ်ပါတဲ့ဓာလေးနဲ့ဖြီးပေးလိုက်ပါမယ်။ ပြီးရင်တော့မိမိတို့ကြိုင်းနေတတ်သလိုအတုံးလေးတွေထပ်ပြီးတော့ပြီးလိုက်ပါမယ်လီဘီယာရှိလာတဲ့ဒီထန်းဒီကြောက်ကြော်လေးတွေကိုစားမဲ့ပကံလေးပေါ်တင်ပေးလိုက်ပါမယ်။ ကဲအခုဆိုရင်တော့ထန်းသီးနဲ့မွှေးမွှေးလေးနဲ့အယမ်းမဲအယမ်းမဲစားလို့ကောင်းတယ်ထန်းသီးကြောက်ကြောလေးရရှိလာပြီဖြစ်ပါတယ်ကိုရစားရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ထန်းသီးကြောက်ကြောလိုက်လို့စားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျအဆုံးထိကြည့်ရှုပြီးလို့အများကြီးကျေးဇူးတင်ပါတယ်